်မင်္ဂလာပါရှင်တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ဒီအစီအစဉ်ကိုဒဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒဝဲမြို့ပေါ်မှာပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်ကိုစစ်တောင်းထိုးနေတဲ့သတင်းဒဝဲမှာအခုနှစ်စားထွက်နှုံရော့တဲ့အခြေအနေငလင်လှုပ်ပြီးတဲ့နောက်တနင်္သာရီတိုင်းမှာကြံပစ္စည်းတွေအယောင်ပါလာတဲ့သတင်း ဘန်ကောက်မှာပြိုကျဆောက်အုံထဲဖုံးပြီးအချက်ပြလာလို့ကယ်ဆယ်ရေးအဖွဲ့တွေကြိုးပမ်းရှာဖွေနေတဲ့တဲ့ရင်ပါလက်စတိုင်းကိုနိုင်ငံတစ်ခုအဖြစ်အတိအမှတ်ပြုဖို့ရှိတယ်လို့ပြင်သစ်သမ္မတပြောကြားတဲ့တဲ့ရင်နဲ့ထိုင်းဘက်စီနဲ့ရွှေဈေးတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီခံတနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုကံယူရန်တိုင်းစစ်ဌာနချုပ်ဒုတိုင်မှုဘုံမှုအောင်ကျော်မျိုးထွန်းနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေဧပြီလ10ရက်မနက်ပိုင်းက ဒဝဲမြို့ကျဆပ်ပြင်ရက်ကွက်အကောက်ခွန်ရုံးအနီးကစိတ်ကန်းတာဘောဒဒါမှာငါးလှုပ်ပွဲပြုလုပ်ခဲ့ကြပါတယ်။ငါးလှုပ်ပွဲအခမ်းအနားလုပ်နေတဲ့အချိန်မှာတနက်ပြစ်ခတ်တန်တွေထွက်ပေါ်လာပြီးနတလာရုံးမှာအထိုင်ချထားတဲ့အမြောက်တက်ကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပြစ်ခတ်ခဲ့တယ်လို့မြို့ခံတဦးကပြောပါတယ်။အပြန်အလှန်ပြစ်ခတ်တန်တွေကိုမိနစ်30ခန့်ကြားရတယ်လို့မြို့ခံတချို့ကပြောပါတယ်။တကြမ်းမတိုင်မီဧပြီလ17ရက်ဒီကနေ့မနက်မှာတော့အကောက်ခွန်ရုံရှိကဒဝဲမြစ်တစ်ဖက်ကန်း လောင်လုံးမြို့နယ်ကိုစစ်တောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။တာယာကုန်းမင်းရက်တပြားရွာတွေဘက်ကိုစစ်ကောင်စီတပ်ကစစ်တောင်း၃ချောင်းဖြန့်ကျက်ထိုးနေပြီးဒေသခံတွေကတော့တိုက်ပွဲဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။ရာသီဥတုမကောင်းတာအလုတ်သမားရှားပါတာတွေကြောင့်တဝဲမှာအခုနှစ်စားထွက်နှုံရော့ကြတယ်လို့စားလုပ်ငန်းလုပ်ကင်သူတချို့ကပြောပါဗျ။အောက်တိုဘာလကနေမေလအထိ စားထုတ်လုပ်တဲ့ပွင့်လင်းရာသီမှာဖြတ်မိုးများတာ မိုးရိပ်တက်တာတွေကြောင့်နေလန်းစားမိချက်စားထုတ်လုပ်မှုရော့ကျခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကစားပိတ်တာချိန်4000ကျော်ရခဲ့ပေမဲ့အခုနှစ်မှာတော့စားပိတ်တာချိန်3000ကျော်ပဲရသေးတယ်လို့တရချောင်းမြို့နယ်ပြင်းဖြူကြီးရွာကစားလုပ်ငန်းလုပ်ကင်သူအမျိုးသမီးတဦးကပြောပါတယ်။အလားတူစားကွင်းဧက230မှာအရင်နှစ်တွေကစားပိတ်တာချိန်18သိန်းခန့်ထွက်နှုန်းရှိခဲ့ပေမဲ့အခုနှစ်မှာတော့စားပိတ်တာချိန်10သိန်းလောက်ပဲရသေးတယ်လို့ ဒဝဲမြို့ကျက်စားပြင်ရက်ကွက်ကရွှေပြည်သားစားဆက်ယုံပိုင်ရှင်ဦးတန်းဝင်းကပြောပါတယ်။ဖြတ်မိုးများတာမိုးရိပ်တက်တာတွေကြောင့်စားငန်ရေးကို10ရက်နေလှမ်းရမယ့်နေရာမှာ15ရက်လောက်နေလှမ်းနေရတာဖြစ်တဲ့အတွက်စားထွက်နှုံရော့တာဖြစ်တယ်လို့ဦးတန်းဝင်းကပြောပါတယ်။ဒါအပြင်စစ်ကောင်စီကစစ်မှုထမ်းခေါ်ယူမှုကြောင့်လူငယ်လူရွယ်တွေပြည်ပနိုင်ငံထွက်ခွာမှုမြင့်တက်နေပြီးစားလုပ်ငန်းမှာအလုသမားရှားပါမှုထင်းရှားပါမှုစတဲ့အခက်အခဲတွေလည်းကြုံနေရပါတယ်။ စားတပိတ်တာကို900ကျပ်ရှိပေမဲ့လမ်းမဆက်သွယ်ရေးအခက်ခဲတွေကြောင့်ဖောက်သွယ်ဝယ်ယူမှုနည်းလာပြီး စားအယောင်းဝယ်အေးနေတယ်လို့စားထောက်လုပ်သူတချို့ကပြောပါဗျ။မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လှုပ်ပြီးတဲ့နောက်ဒကြံရာသီရေကစားပစ္စည်းတွေနဲ့အလှဆင်ပစ္စည်းတွေဒဝဲဘိတ်နဲ့ကော့တောင်းမျိုးတွေမှာအယောင်းပါနေတယ်လို့ဒကြံပစ္စည်းရောင်းသူတွေကပြောပါရတယ်။ ငွေကျပ်900ရန်ကနေ9000ကျပ်ဝန်းကျင်အထိရှိတဲ့တကြံပန်းကုန်းကလေးကစားစရာနဲ့အလှဆင်ပစ္စည်းတွေကိုငလင်မလှုပ်ခင်ကဝယ်ယူသူတွေရှိပါတယ်။မတ်လ28ရက်ကအင်အားပြင်းငလင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာတကြံပစ္စည်းဝယ်ယူသူနည်းလာတယ်လို့မျိုးကန်တချို့ကပြောပါတယ်။စစ်ကောင်စီကတကြံပွဲတော်ကိုအတီးအမှုတ်အကအခုံတွေမထည့်ပဲကျင်းပမယ်လို့ကြေညာထားပြီးဆောက်လက်ဆဖျော်ဖြေမန်တက်တချို့ကိုလည်းပြန်ဖြတ်နေတယ်လို့မျိုးကန်တချို့ကပြောပါတယ်။ င်းနိုင်ငံဘန်ကောက်မြို့မှာငလင်ကြောက်ပြိုကျသွားတဲ့အဆောက်အအုံအပြက်စီးအောက်ကဖုံးပြီးအချက်ပြလာလို့အသက်ရှင်ကြံရစ်သူရှိနိုင်သေးတယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ကယ်ဆယ်ရေးသမားတွေကကြိုးပမ်းရှာဖွေနေတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါဗျ။ငလင်ကြောင့်အဆောက်အုံပြိုကျမှုဖြစ်ပြီး14ရက်အကြာဒီကနေ့နက်9ရက်ခွဲအချိန်မှာအပျက်စီးပုံကြီးအောက်က3မီတာအနက်ကနေဖုံးပြီးအလင်းရောင်ထွက်ပေါ်လာတာကိုကယ်ဆယ်ရေးသမားတွေကစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ် ကယ်ဆယ်ရေးသမားတွေကဖုံးမီးကိုမှိတ်တုံမှိတ်တုံလှုပ်ပြီးအချက်ပြဖို့ပြောတဲ့အခါမှာဖုံးကပြန်လဲပြုတ်လောက်လာတာကြောင့်အသက်ရှင်နေသူရှိတယ်လို့ယူဆထားကြပါတယ်။နောက်ထပ်ရောင်ချီဆက်တွေနဲ့စမ်းတက်တဲ့အခါမှာတမီတာအနက်မှာတူဦး၃မီတာအနက်မှာတူဦးတွေ့ရတယ်လို့ဆိုပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေဟာအပျက်စီးပုံကြီးအောက်ကိုအောက်ဆီဂျင်တွေရောင်းနိုင်စေဖို့အတွက်ပိုက်လိုင်းသွင်းပေးပို့ထားပါတယ်။ သူတို့နှစ်ဦးစလုံးအသက်ရှင်နိုင်မယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေက90ရာခိုင်နှုန်းအထိမျှော်လင့်ထားတယ်လို့သတင်းမှာဖော်ပြထားပါတယ်။ကယ်ဆယ်ရေးသမားတို့ရာအပြက်စီးတွေကိုအပေါက်ဖောက်ပြီးသူတို့နှစ်ဦးထံအမြန်ဆုံးရောက်ရှိနိုင်ဖို့အပူတပြင်းစ조사နေကြပါတယ်။နောက်ဆုံးအချက်လက်တွေအရဘန်ကောက်ကဆောက်လက်ဆထက်မြင့်တိုက်ပြိုကျမှုမှာသေဆုံးသူ28ဦးရှိပြီးအပြက်စီးတွေအောက်မှာပျောက်ဆုံးနေသူ68ဦးရှိနေဆဲဖြစ်တယ်လို့ထိုင်းသတင်းဖော်ပြချက်တွေအရသိရပါဗျ။ ပါလက်စတိုင်းကိုနိုင်ငံတကာနိုင်ငံအဖြစ်အသိအမှတ်ပြုသွားဖို့ရှိတယ်လို့ပြင်သစ်သမ္မတအီမန်နူရယ်မက်ခရွန်ကဗဟုဟူးနေ့ကပြောဆိုလိုက်ပါတယ်ပါလက်စတိုင်းကိုနိုင်ငံတကာနိုင်ငံအဖြစ်အသိအမှတ်ပြုဖို့လိုအပ်တဲ့အကြောင်းလာမယ့်လအနည်းငယ်အတွင်းမှာအသိအမှတ်ပြုသွားဖို့ရှိတဲ့အကြောင်းပြင်သစ်သမ္မတက free fire ရုံမြင့်တန်ကြားနဲ့အင်တာဗျူးအစီအစဉ်မှာပြောကြားခဲ့တာပါအဲ့ဒီလိုအသိအမှတ်ပြုလိုက်ရင်အရှိအလေပိုင်းကနိုင်ငံတချို့ကလည်း အစ္စရေးကိုနိုင်ငံတနိုင်ငံအနေနဲ့အတိအမှတ်ပြုလာစေနိုင်တယ်လို့သူကဖြည့်ဆွတ်ပြောကြားပါတယ်။ပါလက်စတိုင်းကိုအချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်နိုင်ငံပေါင်း150နီးပါးကအတိအမှတ်ပြုထားပေမဲ့အမေရိကန်ပြည်ထောင်စုဂျီတိန်ပြင်သစ်ဂျာမနီနဲ့ဂျပန်နိုင်ငံတွေကတော့အတိအမှတ်ပြုထားတာမရှိပါဘူး။အဲဒီလိုပဲအစ္စရေးကိုလည်းနိုင်ငံတစ်ခုအဖြစ်အတိအမှတ်မပြုတဲ့နိုင်ငံတွေထဲမှာ Saudi Arabia, Iran, Iraq, Syria နဲ့ Yemen နိုင်ငံတို့ပါဝင်ပါတယ်။ ဂျွန်လာထဲမှာပြင်သစ်ကဆော်ရီအာရေဗျနိုင်ငံနဲ့အတူကွန်ဖရစ်တစ်ခုကျင်းပသွားဖို့ရှိပြီးအဲ့ဒီကွန်ဖရစ်မှာပါလက်စတိုင်းနဲ့အစ္စရေးနိုင်ငံစလုံးကိုနိုင်ငံတချို့ကအသိအမှတ်ပြုလာရေးစ조사မှုကိုအောင်မြင်အောင်အပြည့်တတ်နိုင်ဖွယ်ရှိတယ်လို့ပြင်သစ်သမ္မတကထပ်လောင်းပြောဆိုပါတယ်ရန်ကုန်ဈေးကွက်ကိုအခြေခံပြီးဒဝဲမှာအခောက်ရွှေဈေးဟာကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြစ်နေပါဗျ။ရန်ကုန်ဈေးကွက်မှာတော့အခောက်ရွှေတစ်ချပ်သားကို 83သိန်းကျပ်နဲ့ဈေးဖွင့်ထားပါတယ်။ထိုင်းဘတ်ငွေလဲနှုန်းကတော့မြန်မာငွေသသိန်းကို890ဘတ်ဈေးဖွင့်ထားပါတယ်။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါကျန်းမာချမ်းသာကြပါစေ။ကပ်ဘေးအမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝက်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။